โอเคအဲ့တော့ကျွန်မဒီဗီဒီယိုလေးမှာပြောပြသွားမှာတော့ဒီစိတ်ကူတာမှုနဲ့ဆိုင်တဲ့ emergency situation ပေါ့နော်အရေးပေါ်အခြေအနေမျိုးမှာကျွန်မတို့ပြောရတဲ့စကားပြောစကားလေးဖြစ်ပါတယ်အဲ့တော့အာငါတို့တွေမြန်မြန်လေးလုပ်ဖို့လိုတယ်နော်မြန်မြန်လေးဆောင်ရွက်ဖို့လိုတယ်ဒါမျိုးပြောမယ် we need to act quickly act ကလုပ်ဆောင်တာဆောင်ရွက်တာပေါ့ we need to act quickly အဲ့တော့ငါတို့ဒီမှာမိကိုကူညီဖို့ရောက်လာပြီးစိတ်အေးထားပါဒါအခုလက်ရှိ เนาะ emergency ဖြစ်နေတဲ့လူနာကိုကိုကပြောတာပေါ့เนาะ stay calm we are here to help stay calm we are here to help တကယ်လို့အာဒီအရေးပေါ်အကူအညီလိုရဲဆိုတဲ့အခါမျိုးမှာပြောတာပေါ့เนาะ call for emergency assistant emergency assistant အရေးပေါ်အကူအညီ call for ဆိုတာလိုအပ်တာပေါ့ call for emergency assistant အရေးပေါ်အကူအညီလိုအပ်တယ်အဲ့တော့ကိုပြောတဲ့အတိုင်းကိုတခြားလေးလိုက်လုပ်ဖို့လိုတဲ့အခါမျိုးမှာသူ့ကိုပြောရမယ် please follow my instructions no, not instruction. Then, Jesus uh, will be Please follow my instructions. Uh, Are you feeling checks pain? No. Are you feeling checks pain? မခုံးတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာကျမတို့ကဒီအရေးပေါ်ဒီနှလုံးခွန်အောင်လို့ကုသမှုလုပ်ဖို့လိုတယ်အဲ့တော့အရေးပေါ်နှလုံးခွန်အောင်လုပ်တဲ့ကုသမှုကို CPR လို့အတို့ကောက်ခေါ်တယ်เนาะဒါဒီ medical အသုံးအနှုန်းပေါ့เนาะဆိုတော့ we need to start CPR နော် we need to start CPR အဲ့တော့ဒီလူနာကိုလက်တလောဆင်အောင်ဝင်မလာခင်ပေါ့နော်သူကိုစိတ်အေးနေဖြစ်သွားအောင်ကိုကနေပြီးတော့မှဆင်အောင်ဝင်မရောက်ခင်မင်းကိုအာငါနော်အတတီငယ်အေးစိတ်တော့တာလေးဖြစ်အောင်ငါလုပ်ဖို့လိုတယ်အဲ့ဒါလေးသူရှင်းပြမယ်ပေါ့ I need to stabilize you before the doubter arrives I need to stabilize you before the doubter arrives ဖြစ်ပါတယ် Okay ဒါဆိုရင်အခုကျမပြောသွားတဲ့စကားပြောစာကြောင်းလေးတွေက emergency situation ပေါ့နော်အရေးပေါ်အခြေအနေမှာပြောရတဲ့စကားပြောစာကြောင်းလေးဖြစ်ပါတယ်ဒီ video file လေးကနေအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ knowledge လေးတွေရသွားမယ်လို့ထင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားကိုကျွန်းကျွန်းချင်းချင်းပြောတတ်ချင်တဲ့ဆိုရင်အခြေခံကနေကျွန်းချင်းတဲ့ level ထိရောက်အောင်လို့စနစ်တကျရေးဆွဲထားတဲ့သင်ယူနဲ့သင်ယူချင်တယ်ဆိုရင်ကျမရဲ့ brilliant future english စာသင်တန်းမှာရှိတဲ့ business english speaking course ကိုသင်ယူလို့ရပါတယ်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်